တယောက်ယောက်ကကိုယ့်ကိုလှုပ်ဝက်ချက်ကြီးတစ်ခုပြပြနေရဲဆိုပါတော့ဒါပေမဲ့အဲ့ဒီလှုပ်ဝက်ချက်ကကိုယ့်ဘဝကိုပြောင်းလဲနိုင်တယ်ဆိုရင်ဘယ်လိုနေမလဲဒီဗီဒီယိုလေးမှာစာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကိုပိုင်းနဲ့ဆွေးနွေးသွားပါမယ်ဒီဗီဒီယိုမှာဘာနာတက်ဂျီဝါရေးသားထားတဲ့ story driven စာအုပ်ထဲကကျွန်တော်တို့တင်ယူခဲ့ရတဲ့ငွေရေးကြေးဆိုင်ရာဗဟုသုတတော်တွေကိုမျှဝေပေးသွားပါမယ်စိတ်ဝင်စားစရာအကောင်းဆုံးအချက်တွေကိုထုတ်နှုတ်ပြီးလူငယ်တွေနားလည်လွယ်အောင် ရှင်းပြသွားမှာပါ ုံမြင်ကသာအဓိကပုံမြင်ဆိုတာကျွန်တော်တို့ရဲ့အာသာချက်ပဲဗျကြော်ညာတွေမှာအမှန်တရားကိုဖုံးကွယ်မထားသင့်ဘူးပြိုင်ဆိုင်မှုတွေများလာတဲ့ခင်မှာကိုယ်ပိုင်ပုံမြင်ကအရေးကြီးဆုံးပဲကျွန်တော်တို့ရဲ့အတွေ့အကြုံတွေနဲ့အတွေ့အခေါ်တွေကတခြားသူတွေနဲ့မတူတဲ့အရေးချင်းတွေပါတကယ်ပုံမြင်ကိုလက်ခံရင်ရေရှည်တည်တဲ့နဲ့ဆက်ဆံရေးတွေရရှိမှာပါဒါကဈေးကွက်ထဲမှာထူးခြားတဲ့အမှတ်အသားတစ်ခုဖြစ်လာစေမှာပါဒါရင်မကသေးဘူးဗျ ုံမြင်တွေကကျွန်တော်တို့ရဲ့လုပ်ငန်းဆောင်တာတွေကိုပါပုံဖော်ပေးနိုင်တယ်။ထုတ်ကုန်တွေထုတ်လုပ်တဲ့အခါဝန်ဆောင်မှုတွေပေးတဲ့အခါကျွန်တော်တို့ရဲ့ပုံမြင်ကိုအခြေခံပြီးဆုံးဖြတ်ချက်တွေချမယ်ဆိုရင်အမှတ်တရစိတ်ရဲ့အရေးသွေးကပိုကောင်းလာမှာပါ။နောက်ခံအကြောင်းကို နားလည်ကျွန်တော်တို့ရဲ့အတိတ်ကပစ္စုပန်ကိုအများကြီးလွှတ်မှုထားတယ်ဗျ။ကိုရေးကိုယ်တာပဲဖြစ်ဖြစ် ကုမ္ပဏီရဲ့ရာဇဝင်ပဲဖြစ်ဖြစ်အနာဂတ်အတွက်အများကြီးတည်ယူနိုင်တယ် အတိတ်ကအရေးကြီးတဲ့အချိန်တွေဆုံးဖြတ်ချက်တွေကိုပြန်သုံးသပ်ခြင်းအပြင်ကိုတံမိုးထားတဲ့အရာတွေကိုပိုတိလာမယ်။နောက်ပြီးအတိတ်မှာကြုံတွေ့ခဲ့ရတဲ့စိန်ခေါ်မှုတွေအောင်မြင်မှုတွေကနေသင်ခန်းစာတွေယူနိုင်တယ်။အတိတ်ကအတွေ့အကြုံတွေကအနာဂတ်မှာခက်ခဲတွေကိုပိုပြီးရင်ဆိုင်နိုင်ဖို့ကူညီပေးနိုင်တယ်။တံမိုးတွေနဲ့ရည်ရွယ်ချက်တွေကိုချိန်ညှိတံမိုးတွေရှိရင်ဆုံးဖြတ်ချက်တွေချရတာပိုလွယ်ကူတယ်။ ိုတန်ဖိုးထားတဲ့အရာတွေကိုသိရင်လုံဆောင်ချက်တွေကပိုပြီးတတမတ်သေးဖြစ်လာမယ်။တန်ဖိုးတွေကကျွန်တော်တို့ရဲ့လုပ်ငန်းဆောင်တာတွေကိုလမ်းညွှန်ပေးတယ်။ရည်ရွယ်ချက်ဆိုတာအမျက်အစွန်းထက်ပိုတဲ့အရာတစ်ခုခုအတွက်တည်ရှိနေခြင်းပဲ။ဒါကဝန်ထမ်းတွေကိုအားပေးတယ်၊တစ္ဆာရှိတဲ့ဖောက်တယ်တွေကိုဆွဲဆောင်တယ်။ဒါအပြင်ကျွန်တော်တို့ရဲ့လုပ်ငန်းတွေမှာအတိတ်ပဲရှိရှိလုပ်ကင်နိုင်ဖို့အထောက်အကူပေးတယ်။နောက်ဆုံးအနေနဲ့ရီမန်းချက်ကကျွန်တော်တို့ရဲ့အဖွဲ့အစည်းကိုဥတီရတစ်ခုပေးတယ် အလုံးအတူတူလှုပ်ဆောင်ဖို့ရည်မှန်းချက်တစ်ခုရှိဖို့လိုတယ်။ပြိုင်ဆိုင်လာထက်ပုံမြင်ကိုဦးစားပေးအောင်မြင်တဲ့ကုမ္ပဏီတွေဟာအနိုင်ရဖို့ထက်တမိုးရှိဖို့ကိုပိုအာယုံစိုက်တယ်။ဒါကတီထွင်ဖန်တီးမှုတွေကိုဦးဆောင်စေပြီးတုံးဆွဲသူတွေရဲ့တစ္ဆာဆောင်တိမှုကိုရရှိစေတယ်။ပြိုင်ဆိုင်မှုကို အခြေခံတဲ့ကုမ္ပဏီတွေကရေတိုကြိုးမြတ်အတွက်ဆုံးဖြတ်ချက်တွေကိုအလင်းအမြန်ချလိမ့်ရှိတယ်။ပုံမြင်ကိုအခြေခံတဲ့ကုမ္ပဏီတွေကရေရှည်ကိုကြည့်ပြီး ဆုံးဖြတ်ချက်တွေကိုတေချာချမှတ်တယ်။တခြားကုမ္ပဏီတွေရဲ့လှုပ်ရှားမှုတွေကိုတုံ့ပြန်မဲ့အစားကိုပိုင်ပုံပြင်းနဲ့လမ်းကြောင်းကိုဖန်တီးပါ။ဒါကဈေးကွက်ထဲမှာပိုပြီးကွဲပြားခြားနားမှုကိုပေးနိုင်တယ်။အမျက်ထက်ပိုတဲ့ရည်ရွယ်ချက်လုပ်ငန်းခွင်မှာငွေရှာတာထက်ပိုတဲ့ရည်ရွယ်ချက်ရှိရင်ဝန်ထမ်းတွေဟာပိုပြီးတက်ကြွလာပြီးလုပ်ငန်းမှာပျော်ရွှင်လာကြတယ်။လူငယ်တွေဟာသူတို့ရဲ့တန်ဖိုးတွေကိုမျှဝေပေးပြီး အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေအတွက်လှုပ်ဆောင်တဲ့လုပ်ငန်းတွေကိုပိုပြီးအားပေးလာကြတယ်။ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေနဲ့ရင်ဆိုင်ရတဲ့အခါကိုယ့်ရဲ့ရည်ရွယ်ချက်ကအဓိကကြတယ်။လှုံ့ဆော်မှုပေးနိုင်တဲ့ရည်မှန်းချက်ဒီမှန်းချက်ကကျွန်တော်တို့ဖန်တီးခြင်းနဲ့အနာဂတ်ရဲ့ပုံရိပ်ကိုရှင်းရှင်းလင်းလင်းဖော်ပြပေးနိုင်တယ်။ဒါကကြီးမားပြီးအောင်မြင်နိုင်တဲ့အရာတစ်ခုဖြစ်တဲ့နယ်။ ရည်မှန်းချက်တစ်ခုရှိခြင်းအပြင် မတူညီတဲ့အဖွဲ့အစည်းတွေနဲ့ဌာနတွေကအားလုံးတူညီတဲ့ဘန်းတိုင်ကိုအာရုံစိုက်ပြီးလှုပ်ဆောင်နိုင်တယ်။ရည်မှန်းချက်ကလက်ရှိနဲ့အနာဂတ်ကြားကကွာဟချက်ကိုဘယ်လိုဖြည့်ဆည်းမလဲဆိုတာကိုတီထွင်ဖန်တီးနိုင်ဖို့စိန်ခေါ်နေတယ်။ဒါကတီထွင်ဖန်တီးနိုင်စွမ်းကိုတိုးတက်စေတယ်။ကိုပိုင်ဟန်ကို ထင်ဟပ်စေတဲ့နီးပြူဟာကျွန်တော်တို့ရဲ့နီးပြူဟာကကိုတမိုးထားတဲ့အရာတွေနဲ့ကြီးရွယ်ချက်တွေနဲ့ကိုက်ညီမှုရှိရမယ် တန်ဖိုးမထားတဲ့အခွင့်အရေးတွေကိုရေတိုမှာအကျိုးမြတ်ရနိုင်ပေမဲ့ရှောင်ကျဉ်တဲ့နယ်။ကိုယ့်ရဲ့အားသာချက်တွေကို အခြေခံပြီးနီးပြူဟာကိုတိဆောက်တဲ့နယ်။ကျွန်တော်တို့ရဲ့အတိတ်ကအတွေ့အကြုံတွေကိုအသုံးချပြီးအားသာချက်တစ်ခုကိုဖန်တီးပါ။ကိုပိုင်ဟန်ကိုတည်မြဲအောင်ထိန်းသိမ်းထားရင်ဈေးကွက်အခြေအနေတွေပြောင်းလဲလာတာနဲ့အမျှနီးပြူဟာကိုပြောင်းလဲတဲ့နယ်။တင်းငယ်တဲ့ရွေးချယ်မှုတွေ ထူးချွန်တဲ့အရာတွေကိုကြီးကြီးမားမားလှုပ်ဆောင်ခြင်းထက်တင်းငယ်တဲ့ရည်ရွယ်ချက်ရှိတဲ့ရွေးချယ်မှုတွေကနေရရှိတာပါ။နေ့စဉ်အချိန်တိုင်းမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချဖို့အာရုံစိုက်ပါ။အဖွဲ့ဝင်တိုင်းဟာသူတို့ရဲ့ရွေးချယ်မှုတွေနဲ့လှုပ်ဆောင်ချက်တွေကနေအဖွဲ့စည်းရဲ့အောင်မြင်မှုအတွက်ပါဝင်နိုင်စွမ်းရှိရဆိုတာကိုအတိမပြုပါ။အသေးငယ်ဆုံးလုပ်ငန်းတာဝန်တွေနဲ့ဆုံးဖြတ်ချက်တွေကအစကျွန်တော်တို့ရဲ့ရည်ရွယ်ချက်နဲ့တန်ဖိုးတွေကိုထင်ဟပ်စေတင်တယ်။စစ်မှန်မှုကအရေးကြီး ပွင့်လင်းမြင်သာမှုတွေများပြားလာတဲ့ခေတ်မှာတုံးဆွဲသူတွေဝန်ထမ်းတွေနဲ့မိဖက်တွေနဲ့ရေရှည်ဆက်ဆံရေးတိစောက်ဖို့စစ်မှန်မှုကရေးကြည့်တယ်။အမြဲတမ်းတမတ်တမတ်ကြကြလှုပ်ဆောင်ခြင်းကခိုင်မာတဲ့ယုံကြည်မှုကိုတိစောက်ပေးနိုင်တယ်။ခိုင်မာတဲ့ရည်ရွယ်ချက်နဲ့စိတ်သက်အပြည့်ရှိတဲ့ကုမ္ပဏီတွေဟာခက်ခဲတဲ့အချိန်တွေကိုပိုပြီးရင်ဆိုင်နိုင်စွမ်းရှိတယ်။သူတို့ရဲ့တန်ဖိုးတွေကအခက်ခဲတွေကြားတဲ့ကလမ်းညွှန်ပေးနိုင်တယ်။စစ်မှန်တဲ့ပုံမြင်တွေနဲ့တန်ဖိုးတွေကိုထိမ့်သိမ်းခြင်းအဖြစ်ကျွန်တော်တို့အဖွဲ့ ုံးဆွဲသူတွေနဲ့ကဘာကြီးအတွက်အရေးပါတဲ့အလုပ်တွေကိုလုပ်ဆောင်နိုင်တယ်။ဒီဗီဒီယိုမှာပါနာဒက်ဂျီဝါရဲ့ story driven စာအုပ်ထဲကအဓိကချက်တွေကိုဆွေးနွေးခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ကိုပိုင်ပုံမြင်တွေကိုဖန်တီးပြီးရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းအပြင်ဘဝမှာအောင်မြင်မှုတွေရရှိနိုင်ပါတယ်။ဒီဗီဒီယိုကနေတည်ယူခဲ့တဲ့အရာတွေကိုအသုံးချပြီးလက်တွေ့ဘဝမှာအကောင့်ထဲပို့ဖို့အားပေးတိုက်တွန်းပါတယ်။